ငလင်းကျောက်ကလေးများပုံမှန်ပြန်ဖြစ်ချိန်ကြပါကပညာရှင်များနှင့်ချိတ်ဆက်ရန်အကြံပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်းလှုပ်ပြီးလာအတန်းချာချင်းထီကလေးငယ်တွေ ပုံမှန်ပြန်ဖြစ်ဖို့အခက်ခဲတွေရှိပါကကျွမ်းကျင်ပညာရှင်တွေနဲ့ချိတ်ဆကြဖို့ယူနီဆက်မြန်မာကအကြံပြုထားပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကဖြစ်ပွားခဲ့တဲ့မန္တလေးငလင်းဘေးချောင်းလူကြီးလူငယ်ကလေးမကျန်းထိခိုက်ခန်းစားခဲ့ရတာပါ။ အဆိုပါငလင်လှုပ်ပြီးလာအတန်းချာချင်းထီခလေးထွေးပုံမှန်ပြန်ဖြစ်ဖို့အခက်ခဲတွေ့နေပါကမိဘတွေအနေနဲ့နားလဲတကြွန်းသူဆရာဝန်တိုင်းရင်စေးဆရာဘာသာရေးဆရာရက်ရွာခေါင်းဆောင်စိတ်ချမ်းမာရေးဆိုင်ရာကျွမ်းကျင်သူဆွေးနွေးတိုင်ပင်နိုင်မဲ့အတိုင်းမင်ခန်ဆထေကျွမ်းကျင်သူပညာရှင်တွေရဲ့အကူအညီရယူဖို့ခလေးငယ်ရဲ့ဆရာဆရာမထွေးနဲ့ချိတ်ဆက်ဖို့လည်းအကြံပြုထားပါသေး ဒါအပြင်မိမိအိမ်ကတယောက်ယောက်ထိခိုက်ဒဏ်ရာရရင်ဖြစ်စေတိတ်ဆုံးရှင်ဖြစ်စေခလေးမအခက်ခဲကြုံတွေ့နေရတာဖြစ်စေခလေးငယ်ရဲ့ဆရာဆရာမထွေဒါမှမဟုတ်အခြားကူညီပံ့ပိုးပေးနိုင်မဲ့တယောက်ယောက်ကိုအသည့်ပေးထားခလေးရဲ့အကြောင်းကအကူအညီရယူဖို့လဲလိုအပ်တယ်လို့ဆိုပါတယ် လက်တလောဖြစ်ပွားခဲ့တဲ့ငလင်တန်းချောင်းမိဘတို့ရဲ့အနေနဲ့ကလေးငယ်တွေကိုပွင့်ပွင့်လင်းလင်းစကားပြောဆိုထားနေစဉ်လှုပ်ရှုပ်လှုပ်စင်တွေကိုဆက်လှုပ်ထားနဲ့ကလေးတွေကိုပုံမခယူဆိုင်ပေးထားကလေးငယ်ကိုညာအိယာဝင်ချင်းခယူဆိုင်ထားကလေးနဲ့အတူပုံပြောထားစာအုပ်ဖတ်ပေးထားတို့ကိုပြုလုပ်ပေးဖို့လဲတိုက်သွန်းထားပါထဲ့ ဒါအပြင်လူကြီးရဲ့ချင်းချင်းစကားပြောရမှလည်းသတိထားဖို့ငလင်းနဲ့ပတ်သက်တဲ့အကြောင်းလူကြီးရဲ့ချင်းချင်းပြောဆိုဆွေးနွေးရမှသတိပြုဖို့လိုအပ်တယ်လို့လည်းဆိုပါထည်ခလေးငယ်တွေသုံးသက်စာကြားပြီးနားလည်မှုလွဲထားသူတို့နားမလဲတဲ့အကြောင်းအရာတွေအပေါ်မှာအလွန်အကျောင်းလွန်ထားတို့ဖြစ်တတ်သားကြောင့်သတိပြုကြဖို့လိုအပ်တယ်လို့လည်းသိရပါထည်ရှင်